င်္ဂလာပါခင်ဗျရှမုတ်ခစ်တက်ကနေဒီနေ့လည်းကိတရင်ကိုတစ်ဆက်ပေးပါမယ်ရုရှားနိုင်ငံမှာရင်းမြင်းဒီအခမ်းအနားကိုတက်ရောက်မဲ့မြည်သည့်နိုင်ငံရဲ့ခေါင်းဆောင်မဆိုသူတို့ရဲ့လုံခြုံရေးကိုယူကရိန်းသမ္မတကတာဝန်မယူဘူးလို့ပြောလိုက်တဲ့စကားကြောင့်နေပြည်တော်ကစစ်ဗိုလ်ချုပ်တွေကြားမှာတုတ်လုတ်ခတ်ခတ်ဖြစ်သွားပြီပဲအကြံဖတ်မဲအွန်လိုင်းကတော့အဲ့ဒီရုရှားနိုင်ငံကအခမ်းအနားကိုဓွားရောက်ဖို့ဆုံးဖြတ်ထားစေဖြစ်တယ်လို့ဆိုပါတယ် ကင်းဘီနဖအမျိုးမှာရှိတဲ့အချက်ပစကောင်စီဘက်ကတိုင်းတပ်ဖွဲ့တွေ yes can drain နဲ့ရုံထာနာတွေမှာဘန်ဂါရီဂရုဂျင်းတွေနဲ့မြို့ပပလက်မှာပါခန်စစ်တွေပြင်ထားကြပြန်နေဆိုတဲ့သတင်းပါဝင်ဒင်းနေလည်းကင်းဒရင်းတွေကိုတက်ဆပ်ပြပါမယ်အခုပြောပါစို့တက်ဆပ်ပြခြင်းတဲ့သတင်းကတော့ရုရှားနိုင်ငံမှာရှင်ပြင်းနီအခမ်းအနားကိုတက်ရောက်မဲ့မြေတီနိုင်ငံရဲ့ခေါင်းဆောင်မဆိုသူတို့ရဲ့လုံခြုံရေးကိုယူကရိန်းသမ္မတကတာဝန်မယူဘူးလို့ပြောလိုက်တဲ့စကားကြောင့် နေပြည်တော်ကစစ်ဗိုလ်ချုပ်တီကြမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပေမဲ့အဂျမ်ဖတ်မင်းအောင်လိုင်ကတော့အဲ့ဒီရုရှားနိုင်ငံကအခမ်းအနားကိုတွားရောက်ဖို့ဆုံးဖြတ်ထားစေဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရှိမိကရင်ကုန်ခက်တွေကိုပြောပါတယ်ဒါကတော့လက်ရှိနှစ်နိုင်ငံစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံနဲ့ယူကရိန်းစစ်ပွဲကာလမှာပဲရုရှားနိုင်ငံဘက်ကသူတို့ရဲ့မော်စကိုမြို့မှာ180ပြည့်ရင်းပြင်းနီစည်းပြအခမ်းအနားကိုပြုလုပ်ဖို့အတွက် မေလာရှိရနေ့ကနေ၁ရက်နေ့အထိ၃ရက်ကြာအပြည့်ရက်ထားမယ်ဆိုပြီးကန်လန်လာတဲ့အချက်ကိုယူကရိန်းသမ္မတဇလန်စကီးကပယ်ချလိုက်တဲ့အပြင်အဲ့ဒီအခမ်းအနားကိုတက်ရောက်မဲ့မြေသိနိုင်ငံကခေါင်းဆောင်ပဲဖြစ်ဖြစ်သူတို့ရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဇလန်စကီးကတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။အဲ့ဒီလိုယူကရိန်းသမ္မတဇလန်စကီးရဲ့ပြောဆိုချက်ကြောင့်ပဲအဲ့ဒီအခမ်းအနားကိုတက်ရောက်ဖို့လုပ်နေတဲ့အကြံဖက်မင်းအွန်လိုင်းဘက်ကတူလာအောင်ခန်းနေပြီးတော့စစ်ပုတ်ချုပ်ပြီးအကြလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးမယ်အကြံဖက်မင်းအွန်လိုင်းကတော့ အဲ့ဒီအခမ်းအနားကိုတွားရောက်ဖို့ဆုံးဖြတ်ထားဆဲဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီအခမ်းအနားကိုတော့ရုရှားနိုင်ငံနဲ့ပတ်သက်နေတဲ့တရုတ်သမ္မတရှီကျင့်ပြင်အပါဝင်နိုင်ငံပေါင်း20ဝန်းကျင်ကခေါင်းဆောင်ပိုင်းတွေတက်ရောက်ဖို့ရုရှားသမ္မတပူတင်ကဖိတ်ခေါ်ထားတယ်လို့သိရပြီးတစ်ဖက်မှာတော့လက်ရှိရုရှားနိုင်ငံနဲ့ဆစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံသမ္မတဇလန်စကီကတော့လက်ရှိနှစ်နိုင်ငံဆစ်ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ရုရှားနိုင်ငံထဲမှာဖြစ်ပျက်မဲ့ကိစ္စရပ်တွေအတွက်ယူကရိန်းဘက်ကတာဝန်ယူမှာမဟုတ်သလို ်အဲ့ဒီအခမ်းအနားကိုတက်ရောက်မဲ့ညီတိနိုင်ငံရဲ့ခေါင်းဆောင်မဆိုးအဲ့ဒီဒူတွေရဲ့လုံခြုံရေးကိုယူကရိန်းဘက်ကတာဝန်မယူဘူးလို့တရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာတဖက်မှာတော့ကင်ဘီနဖန်မျိုးမှာရှိတဲ့အချက်ဖက်စကောင်စီဘက်ကတရင်တပ်ဖွဲ့တွေရဲစခန်းတွေနဲ့ရုံထဏတွေမှာဘန်ဂါရီကရုတ်ဂျင်းတွေနဲ့မြို့ပပလင်မှာပါခန်စစ်တွေပြင်ထားကြပြန်တယ်လို့ဖန်ဒီတာကန်တရင်ရှိမိကရှင်ကိုခစ်တဲ့ကိုပြောပါတယ်ဒါကတော့ လက်ရှိ KNL PDF ပူပေါင်းတပ်တွေဟာစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာတဲ့အတွက်ဂင်းပြည်နယ်ဖအံမြို့ကစစ်ကောင်စီလက်အောက်ခံတရင်တပ်ဖွဲ့တွေနဲ့ရဲစခန်းတွေရုံထဏတွေမှာပါဖအံမြို့ကိုတော်လိုင်းတပ်တွေလာရောက်တိုက်ခိုက်မှာစိုးရိမ်နေပြီးဂျုံတင်ကာကွယ်မှုစီမံချက်တွေကိုပါစစ်ကောင်စီဘက်ကရေးဆွဲထားတဲ့အပြင်ခံစစ်တွေအကြီးအကျယ်ပြင်းနေကြပြန်နေဆိုပါလေလက်ရှိ KNL PDF ပူပေါင်းတပ်တွေထိုးစစ်ဆင်လာတဲ့တိုက်ပွဲတွေဟာဖအံမြို့နယ်မှာနှီးကပ်လာတဲ့အတွက် ဖအံမြို့ပပတ်လေမှာကထားတယ်စစ်ကောင်စီတပ်စခန်းတွေမှာဗန်ဃာတွေကရုတ်ဂျင်းတွေနဲ့ထပ်မံကထားပြီးစစ်ကြောင်းတွေလည်းဖြန့်ထားတဲ့အပြင်ဂင်းမုံတွေပါချထားရုံနဲ့မကအပေါင်နဲ့ထီလုံးဘက်မှာလည်းလက်နက်ကြီးတပ်တွေဖြန့်ထားသလိုတန်လွင်မြစ်ဘက်မှာလည်းဆက်လီတွေနဲ့ကင်းပတ်တာတွေလုံနေကြပြန်တယ်လို့ဖအံချေဆိုင်စစ်တပ်နဲ့ထိတွေ့မှုရှိတယ်ဒေသခံသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ဒါအပြင်လက်ရှိဖအံတပ်နယ်မှာရှိတဲ့တရင်၁၀ခုက စစ်တီမိသားစုတာသမီဇနီးများတွေလည်းခမရ201နဲ့202တက်ရင်တွေမှာအခြေခံပြစ်ခတ်မှုစစ်တင်တန်းတွေတွားတက်နေရပြန်တယ်လို့အဲ့ဒါပြီးရင်တရင်တက်ဖွဲ့တွေမှာလုံခြုံရေးနဲ့မြို့ဆောင်အရန်အင်အားဖြင့်တာဝန်ထမ်းဖို့တွေပါလှုပ်ခိုင်းနေပြီအဓိကကတော့လက်ရှိစစ်ကောင်စီနဲ့ပေါင်းနေတဲ့ကရင်တက်တွေပါမိခင် KNU တက်နဲ့ပေါင်းစည်းသွားမှာကိုစစ်ကောင်စီကအကြီးအကျယ်စိုးရိမ်နေပြီး လက်ရှိကရင် BG ရဲ့တက်ကိုလည်းသူတို့စစ်တပ်လက်အောက်မှာပဲဆက်ရှိဖို့ကရင်ဘုံကြီးတွေကိုပါတားဆီးခိုင်းတာတွေအတိလုံနေကြတယ်လို့ဖအန်ဒေတာကန်သတင်းရှင်းမိကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းစစ်ဖြူမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ကပ္ပဆာ21ကိုထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား12ဦးကတော့အသီးသီးထိတ်ဟုန်ကြပြီးစစ်ကောင်စီဘက်ကပဲအထင်နာသွားကြပြန်တယ်လို့ပခုတ်ကူခရိုင်အမှတ်၄တရင်တခွဲ၁ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တွေကိုပြောပါတယ် ဒါကတော့ April 29ရက်နေ့ကစပြီးစိတ်ဖြူမြို့နယ်ကအချက်ဖက်စကောက်စီရဲ့ကပ္ပါစာ21ကိုထွက်လာတဲ့အချက်ဖက်စကောက်စီတက်စစ်ကြောင့်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကလန်ဒရှော့လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့လိုတိုက်ခိုက်မှုအတွင်းစကောက်စီတပ်သားစုစုပေါင်း71ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးတတော်ကိုအထိနာသွားကြသလိုဒေါ်လန်ရေးတပ်ဖွဲ့ဝင်2ဦးလည်းဒဏ်ရာရခဲ့တယ်လို့ပကုတ်ခုခဲအမလေးတရင်တခွဲတိရတာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျ။တပ်ဖွဲ့မှာတော့ မန္တလေးတိုင်းမတရားမြို့နယ်အတွင်းတာဝန်ကျနေတဲ့အချက်ဖက်စကောက်စီတပ်သား2ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းတရွေစီမှာအလင်းဝင်ရောက်လာတယ်လို့မန္တလေး PDF ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့မေလနေ့အနည်းကပဲမတရားမြို့နယ်မှာတာဝန်ကျနေတဲ့အချက်ဖက်စကောက်စီရဲ့ခမရ903တရင်ကတပ်သား2ဦးဟာသူတို့ကိုင်ဆောင်တဲ့လက်နက်တွေနဲ့အတူမန္တလေး PDF ကိုဆက်သွယ်ပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။ အဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုမန္တလေး PDF ကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေလက်ချင်းမြင်ပေးခဲ့တယ်လို့နောက်ထပ်မတရားမျိုးနဲ့မှတာဝန်ကျနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေရုံထွက်ပြီးအခုလိုအလင်းဝင်ရောက်လာမယ်ဆိုရင်မန္တလေး PDF အနေနဲ့လက်ခံကြိုဆိုပေးနေတဲ့အကြောင်းကိုလည်းတဘာတဲ့အသိပေးခြင်းပါတယ်လို့မန္တလေး PDF ကနေထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့မိသွေးကန်ကျေးရွာကိုအကြမ်းဖက်ဆက်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်နှစ်နှစ်ခွဲအရွယ်ကလေးငယ်ကြီတိမှန်ဘိုက်ပေါက်တိဆုံးခဲ့ရပြီးမိခင်ပါဝင်ပြည်သူ၃ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့မေလာနေ့အနေကပဲမကွေးတိုင်းပခုတ်ကူမြို့နယ်အခြေစိုက်အကြမ်းဖက်ဆက်ကောင်စီရဲ့တပ်မတရားတိကနေရဲသားပြည်သူတွေနေထိုင်ရာမိသွေးကန်ကျေးရွာကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီဘက်ကပြစ်တဲ့လက်နက်ကြီးကြီးဟာမိသွေးကန်ချေရွာတဲမှာကြောက်ရွံ့ပောက်ကွယ်သွားပြီးအသက်နှစ်နှစ်ခွဲအရွယ်ကလေးငယ်ဟာလက်နက်ကြီးကြီးစားထိမှန်မှုကြောင့်ဘိုက်ပေါက်သေဆုံးခဲ့ရတဲ့အပြင်မိခင်အပါဝင်ပြည်သူ၃ဦးလည်းဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့တောင်ကိုရီးယားနိုင်ငံဆိုးမျိုးမှာလက်ရှိမြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ချဲ့လင်းနေတဲ့တရုတ်အစိုးရစန့်ကျင်ကန့်ကွက်ရှုံချတဲ့ဆန္ဒပြပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါကတော့မေလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲ တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီးစိုးမျိုးစိုးဘူတာရင်ပြင်ကနေတရုတ်တန်ယုံအထိချီတက်ပြီးတော့လက်ရှိမြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ချက်လဲနေတဲ့တရုတ်အစိုးရဆန့်ကျင်ကက်ကွက်ရှုံချတဲ့ဆန္ဒပြပွဲပြုလုပ်ခဲ့တယ်လို့မြန်မာပြည်သူတွေရဲ့လူလားချက်နဲ့တောင်းဆိုချက်ကိုပါတရုတ်တန်ယုံစီအိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုစိုးမျိုးကတရုတ်အစိုးရဆန့်ကျင်ရှုံချပွဲကိုတောင်ကိုရီးယားမှာရှိတဲ့ဒီမိုကရေစီအရေးတက်ကြွတဲ့မြန်မာအဖွဲ့အစည်းတွေနဲ့ ကိုရီးယားအဖွဲ့ဇီးတွေပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးလူပေါင်းရာခိုင်နှုန်းနဲ့ချီပါဝင်ခဲ့ကြသလိုဒေါ်လာရေးဆိုင်ရာလှုပ်ဆော်တဲ့ဘိတ်တရားဟောပြောမှုတွေပါပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လေကင်းသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ